တော်လံမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်ရမယ်ကျွန်တော်ရဲ့ကိုဂျက်ရီပရိုဒက်ရှင်ရဲ့ channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ video တွေရရှိမှုတို့တော်ပြီးမှာတော့ယနေ့ April 28ရက်နေ့တင်းငူနေရဲ့ညပိုင်းထိရရှိတဲ့သတင်းချို့ကိုအကြီးကျယ်ဖော်ပြပြီးတော့ဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲစုံတိကြည့်ရှုပေးဖို့ဒီညနေ့ထပ်မံတောင်းဆိုလိုက်ပါရစေ။ပထမအဦးဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံမှာသဘောဝဘေးရန်တွေရဲ့ဒီဖြစ်လာတိုင်းတိကောင်စီကစစ်ခွေးတွေအနေနဲ့နိုင်ငံတကာကဆက်သွယ်ရေးတွေပြန်လည်ရရှိဖို့နဲ့နိုင်ငံတကာကအလှူငွေတွေကိုဘလို့ဘုံအောင်မလဲဆိုတာအားလုံးစဉ်းစားနေတယ်လို့ပဲ။ ေရဒေတာအသီးသီးမှာပဲပေါ်ထွက်လာပြီးလူဒန်းမှုတွေကိုပြုလုပ်ပြနေတဲ့သူတွေကလည်းအများကြီးရှိပါတယ်လူဒန်းမှုတွေပြုလုပ်တာကောင်းမင်မဲ့လေတကယ်ကိုပဲစရင်းစီနာမှာလည်းပြုလုပ်တရောင်ရောင်နဲ့ပြနေတဲ့သူတွေကဘလောက်ထိရှိလဲဆိုတာကတော့အလုံးမဲ့ဒီတချင်းလေးနဲ့ဖော်ပြထားတာဖြစ်တဲ့အတွက်ဟိုလံမျိုးတွေအလုံးမဲ့ဒီဗီဒီယိုလေးကိုဒီတချင်းလေးနဲ့ပဲဖွင့်လိုက်ပါရစေဗျာယောက်ျားတွေယောက်ျားတွေ န်တောင်းဝဲကြီးစီဘုန်းနာစဲဒီကမျက်စီတော့နှောင်နေပြီခုတ်ရတခြားရှရာတခြားမယောင်ရစီလူသည်စင်ပါဇက်နမ်ဘက်ကမက်ကက်တင်စင်သည်နာစကရဲ့လူကဲစောင့်ကြပူလုံးတဲ့လူကဲငလင်းပေးကိုလူလဲချနေသည် ဘုံကြီးများကလော်ပြီးမင်းသမီးများကလော်ပြီးငလင်းလေးကိုနှမ်းပြပြီးကြည့်မိငလင်းအခဲဂျဘူးအချက်နိုင်ငံတကာသရောင်းစားကြီးမသားလည်းဖက်နေမျက်နှာလုံးကြီးစီယုံရေးစင်နေသည် အုတ်ကြီးတွေအုတ်ကလေးတွေခါတော်မီအလုံးဖြစ်သည်ရုပ်ပြလုံးပြရင်ဒုက္ခကိုဆေးဆိုသည် နာစကရဲ့လူလဲဆောက်ကြည့်လို့တဲ့လူကဲငလျင်ပေးကိုလူလဲကြနေသည်ဘုံကြီးများကတော်ပြီးမင်းသမီးများကတော်ပြီးငလျင်ပေးကိုနှံ့ထူပြီးခင်မြောက်ပြားတွေမြောက်ပြားတွေစံတောင်းပွဲကြီးစီဘုံနာစဲဒီနာ ဲ့မျက်စီတော့ထောင်နေပြီခုံရာတခြားရှာရာတခြားမယောင်ရာစီလူသည်စင်ပါဇက်ကိုနမ်းဘက်ကမက်ကက်တင်စင်သည်အငဲ့လေအခဲကျဘူးအချက်နိုင်ငံတကာသရောင်းစားကြီးမတားလက်ဖက်နဲ့မျက်နှာလုံးကြီးစီယုံရေးစင်နေသည်အုတ်ကြီးတွေအုတ်ကလေးတွေခါတော်မီလှုပ်ဖြစ်သည်ရုပ်ပြတွေလှုပ်ပြရင်ဒုက္ခကိုဆေးဆိုသည် မြုပ်ပြတွေမြုပ်ပြတွေစံတောင်းဝဲကြီးစီမြုပ်ပြတွေမြုပ်ပြတွေစံတောင်းဝဲကြီးစီ လာမျိုးတွေအားလုံးပဲဧပြီလ29ရက်နေ့ကျွန်ရင်းဝင်နေ့ညပိုင်းဒီနောက်ဆုံးရရှိထားတဲ့သတင်းစီစဉ်ရနေပြီးတော့ကျွန်လည်းကြိုဆိုလိုက်ပါရစေ။ရောင်းတော့နေနဲ့ကတော့တက်လက်နဲ့အသုံးဆောင်ပစ္စည်းများကိုအရေးအသွင်းမအောင်ထုတ်လုပ်ပြီးကနောင်မင်းသားကြီးရဲ့ခြေရာကိုနင်းမယ်ဆိုပြီးတော့မင်းအောင်လိုက်ဟေ့ကျွေးလိုက်ပါရစေ။လက်ရှိအသုံးပြုနေတဲ့စစ်လက်နဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုအရေးအသွင်းမအောင်ထုတ်လုပ်ဖို့စူးစမ်းရမယ်လို့ အာနာသိန်းစစ်ကောင်းတော်မင်းအောင်လိုင်းကပြောကြားခဲ့လိုက်ပါတယ်ဒါဟာဧပြီလ26ရက်နေ့မနေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့85နှစ်မြောက်စိန်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုမှာတပ်ဖွဲ့နေအခမ်းအနားမှာစစ်ကောင်းဆောင်ကထည့်သွင်းပြောကြားပါဖြစ်ပါတယ်စစ်တပ်နဲ့တုံးဆောင်ပစ္စည်းတွေဟာစစ်မိပြည်မှာမှတ်ကြောက်တင်ခန်းမှာဖြစ်တာကြောင့်အရေးအတွင်းနဲ့စွန့်ရီပူကောင်းအောင်ကြိုးပမ်းရမယ်လို့လည်းမင်းအောင်လိုင်းကဆိုထားပါတယ်ကုန်းပေါင်ကိကဆလို့ မင်းတို့မင်းတရားကြီးလက်ထမအိမ်ရှိဆန်ကနောင်မင်းသားကြီးရာစစ်တပ်နဲ့ပစ္စည်းထုတ်လို့ရေးစစ်ရုံတွေကိုစတင်တည်ထောင်ဖို့ကြိုးပမ်းအားထုတ်ခဲ့ဒီမှာကိုဥမာပေးပြီးလဲပြောသွားပါတယ်။ငါတို့ဟာကနောင်မင်းသားကြီးရဲ့ခြေရာကိုနင်းပြီးကနောင်မင်းသားကြီးလိုပဲပုံမူတိုးတက်ပြီးပုံမူတီထွင်မှုတွေကိုအဲ့ဒီခင်နဲ့အညီလောက်ခဲ့သလိုငါတို့ခင်မာလဲလောက်ကြရမယ်ဆိုပြီးတော့သူ့ရဲ့စစ်ကွေးတိုက်ကိုဥပြသွားပါတယ်။ဒီသူဘန်နာနဲ့စစ်လက်နက်ရေတွက်တွေကိုအများပြားထုတ်မယ် ပြည်သူတွေစီကရရှိတဲ့အခွန်တုပ်တွေနဲ့စစ်တပ်နဲ့တွေကိုထုတ်လုပ်ဖို့အတွက်ပုံမူစ조사မယ်ဆိုတဲ့အနေအထားတစ်ခုဖြစ်ပြီးတော့ပြည်သူတွေကတော့ငတ်ငတ်ပြက်ပြက်ဘလို့နေနေစိတ်ဝင်စားသူတွေသဘောတရားကိုလည်းပြောပွားနေတာရှိပါတယ်။ပြည်ပကနေဝယ်ယူနေတဲ့စစ်ကောင်စီကလက်ရှိပြည်တွင်းမှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေမှာအချိန်မီသုံးပြနိုင်ဖို့စစ်တပ်နဲ့တွေအလင်းမြောင်ထုတ်လုပ်နေရတယ်လို့လည်း CDM စစ်ရာရှိချုပ်တွေကပြောကြားထားပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီကခစ်မီလက်နက်တွေကိုသုံးပြပြီးပြည်သူတွေဖြစ်တဲ့ PDF တွေကိုပဲပြန်လည်နှိမ်နှောင်းအောင်ဖြစ်တဲ့အတွက်တိုက်ခိုက်စွန့်ရင်နဲ့ယုံကြည်မှုကတော့မရှိတော့ဘူးလို့တော်လန်ရေးတဲ့ဝင်ရောက်လာတဲ့ တီဒီအန်စသားတွေကလည်းပြောထားပါဗျ။နောက်ထပ်သတင်းတွေမှာတော့မြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီရဲ့တန်လီမြို့နယ်လွတ်တော်ကိုယ်စားလှယ်ဦးနေလင်းအောင်ကိုကိုပေါ့ဆာဟာဒီနေ့ဧပြီလ29ရက်မှာကွယ်လွန်ခဲ့တယ်လို့သိရပါဗျ။တော်လိုင်းရေးတာဝန်တွေထမ်းဆောင်နေစဉ်အသက်45နှစ်အရွယ်မှာလွတ်တော်ကိုယ်စားလှယ်ရလွတ်မြောက်နေမြေတနေရာမှာကွယ်လွန်ခဲ့တယ်လို့လည်း NLD ပါတီကဆိုထားပါဗျ။ တန်လင်းမြို့တွင်အမှတ်၄မဲဆန္ဒနယ်ကနေရန်ကုန်တိုင်းတို့တော်ကုစလေဖြစ်2015ခုနှစ်ကနေပြီး2020ပြည်နှစ်တို့မှရွေးကောက်ခံခဲ့ရပြီး2021စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလူမြောက်နေမျိုးကိုရောက်ရှိကာတော်လိုင်းရေးလုပ်ငန်းတွေဆောင်ရွက်နေသူတွေဖြစ်ပါတယ်။အချိန်ကပါတီနဲ့သူ့ရဲ့တန်လင်းမြို့အတွက်အကောင်းဆုံးကြိုးစားပေါ်ဆောင်ခဲ့တဲ့လွတ်တော်ကုစလေဦးနေလင်းရောင်ဟာတော်လိုင်းရေးလုပ်ငန်းစီနီမှာလည်းတက်ကြွသွားလှုပ်ရှားနေသူဖြစ်တယ်လို့လည်း NLD ပါတီရဲ့လွတ်တော်ကုစလေအချုပ်ကနေပြီးသူတို့ရဲ့လူမှုကွန်ရက်ဆံမျက်နှာမှာဒီပေါ်ပြေးသားဖော်ပြထားပါတယ်ဦးနေလင်းအောင်ကိုတော့တန်လင်းလွတ်တော်ကမဲဆန္ဒနဲ့အမှတ်တကဖြစ်တဲ့အတွက်တန်လင်းကသူတွေကတော့ကောင်းကောင်းသိမယ်လို့ထင်ပါတယ် နောက်ထပ်သတင်းတို့မှာတော့အင်းစိန်အချင်းထောင်မှာအချင်းချခံထားရတဲ့နိုင်ငံရေးအချင်းသူမတ်ဝိယီအောင်မှာကျမ်းမာရေးဆိုးရွားနေပြီးဆိုရင်အကြောင်းတကုံတက္ကသိုလ်ကျောင်းသားများတမကကထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီရဲ့မတရားဖမ်းဆီးမှုခံခဲ့ရပြီးနိုင်ငံရေးအချင်းသူမတ်ဝိယီအောင်ရဲ့ကျမ်းမာရေးချီနေရဆိုးရွားနေပြီးအင်းစိန်စေယုံမှာတက်မှန်၍အရေးပေါ်ပို့ဆောင်ကူတန်နေရကြောင်းသူရတဲ့လုံနောက်တဲ့စေဝါစောင့်ရှောက်ခွင့်ကိုမပေးတဲ့အတွက်ဆိုရင်အကြောင်းတက္ကသိုလ်ကျောင်းသားတမကကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 我会用的加码一千的输赢，因为因生是业工一步不上来也叫。我会用个是交易嘛，没的让你本历史看一下为。我刚刚对人也是个，没加起来的利润钱，在钱那老爷前面啊，皮薄也是叫。一步千里马达，人生他妈是用都不上个边。人了，经常在路变得靠他茶酱嘞。 ဟုတ်တယ်အဲ့တော့သူတို့ရဲ့တမတော်ကြီးအောက်ခြေမှာဘလောက်ထိအောင်ပြတ်ယွင်းနေပြီလဲဆိုတော့သူတို့ကိုယ်တိုင်သိပါတယ်သူတို့ကိုယ်တိုင်နဲ့ဝန်ခံနေတဲ့အနေအထားတွေရှိသလိုပဲတခါလေကြတော့လဲသူတို့မှဝန်ခံလို့ရင်လဲအဘကခေါ်ခေါ်ပြီးတော့ကြိတ်ကြိတ်ပေးနေလို့စာကလေးကောင်းနဲ့ကြော်ဆိုးဆိုတဲ့ကောင်းတော့ဝန်ခံရတဲ့အနေအထားတစ်ခုရောက်နေပြီးတော့ဆံပြားစီကလက်ကလေးပုတုမပူစီမကတော့အလုံးတည်တဲ့အတိုင်းပဲအဘကိုအောက်ချလိုက်အဘကခေါ်ပြီးတော့တီးလိုက်အဘကိုအပေါ်ပြန်တင်လိုက်လုံနေရတဲ့ဘဝပါပြင်းထန်နေပါရှင်အချိန်တန်တော့လေရွှေပါးကရွှေပါးပဲ လာရှုပ်ပြီးတာနဲ့တပြိုင်နဲ့တက်မလို့ဘာကခေါ်တီးလိုက်တာရွှေဘက်ပြင်ဖြစ်သွားပြီဘာကနေပြီးတော့ကိုယ်စိတ်စိတ်ခြေလန်းစိတ်စိတ်တွေနဲ့ထိုးစစ်စင်လည်းရှိပါတယ်လက်ရှိမှာဆိုလို့ရှိရင်ပြီးခဲ့တဲ့နောက်24နှစ်ကုန်ပိုင်းလေကတရားရင်နဲ့မဟာမေပူပေါင်းတပ်ဖွဲ့တွေကဖားကက်မျိုးကိုသိမ်းပိုက်လိုက်ပါပြီလို့ကချင်ပြည်နယ်ဗမော်မြို့ကိုတိမ့်ပိုက်လိုက်ပါပြီဗမော်ပြီးရင်ကချင်ပြည်နယ်မြို့တော်မြကြီးနားကိုတိမ့်တော့မှာပါဆိုပြီးတော့ online တိုက်ပွဲမှာ ။ online ထဲကလေးလိုင်းတန်လူသက်သမားတွေဝါဒဖြန့်နေပေမဲ့ဗမော်မာတင် KIA တင်ញိုင်ဖြစ်သွားတယ်။ဗမော်ဒီ KIA ကချင်းလေးကိုနော်ခရစ်တော်မှာအိပ်ပျော်အောင်ထော့သိမ့်ပေးတဲ့နေရာဖြစ်သွားပြီးတော့လက်ရှိမှာဗမော်အပြင်တမတော်ကနေပြီးတော့ KIA ကိုနှစ်ကုပ်ဖို့အတွက်ဖားကန့်မှာတမတော်ရှေ့ကြောင်းတွေက Wi-Fi ဖိတ်ဆို့ပြီးတော့အင်အားအလုံးရင်းနဲ့ Wi-Fi ဖိတ်ဆို့ထားနိုင်ပြီ။ online တိုက်ပွဲမှာတူနိုင်ကိုနိုင်အပြိုင်ကျဲနေကြပါပဲမြေပြင်မှာတော့တက်ပြက်နေကြတယ်။ဒါက KIA ပဲ။ နောက်ခုပလောင်ပိုင်းဆိုလို့ရှိရင်တမော်ကလက်ရှိမှာတောင်ခမ်းတိုက်ပွဲမှာတောင်ခမ်းမှာပလောင်နေကုန်လို့မဆိုင်ကုန်အောင်အာဆွမ်းဆောင်နိုင်ပြီးတော့နှိမ့်နေနိုင်ပြီးတော့လက်ရှိမှာနောက်ချိုးတစ်မျိုးလုံးကိုတက်မတော်ကနေပြီးတော့ထိန်းချုပ်နိုင်တဲ့အနေအထားနဲ့ဝိုင်းပက်ပိတ်ဆိုထားပြီးဖြစ်တဲ့ online တိုင်ပွဲမှာတူနိုင်ကိုနိုင်အပြိုင်ကျဲနေကြပါမယ်မြေပြင်မှာတော့တက်ပြက်နေကြတယ်ဒါကပတ်လောင်ဖြစ်တဲ့နောက်တစ်ခုက KNU KNU ဆိုလို့ရှိရင် ယူဆိုလို့ရှိရင်လည်းပဲเนาะထိုင်းမှာထိုင်းရနေပြီးတစဉ် KNU ရှိပို့မယ်လက်နက်တွေဖမ်းကြည့်ရမိတယ်အဲဆိုတော့ KNU တွေဖို့ကเนาะဟိုတို့ကကန်ဆိုးมาသွားလीရာဟိုလိုက်လို့ဆိုဖြစ်နေတာပေါ့เนาะ online တိုင်ပွဲမှာတူနိုင်ကိုနိုင်အပြိုင်ကျဲနေကြပါမယ်မြေပြင်မှာတော့တက်ပြနေကြတယ်နောက်တစ်စဉ်အနေနဲ့ကတောတော်စစ်စစ်ကြီးတောတော်ဆိုတာကကင်းပြင်းနယ်မှာတောတော်ရေတုံးရှိတယ်เนาะအဲဆိုတော့တို့ကဘာပြောလဲဆိုတော့စစ်တပ်ရဲ့အောင်စရာစစ်စစ်ကြီးကိုတို့ကရိုက်ချိုးပြီးအနိုင်ယူမဲ့တောတော်စစ်စစ်ကြီးပါဆိုပြီးတော့ပြီးခဲ့တဲ့10လလောက်ကလွန်ခဲ့တဲ့10လလောက်က ANU ရဲ့ short term ညပြောခဲ့မှုလားရှိတယ်။လက်ရှိမှာတော့တောတော်စစ်စင်ရေးကိုတက်မတော်ကနေပြီးတော့အောင်မြင်ခဲ့ပြီလက်ရှိမှာအဲကျမတို့အဲတက်မတော်ကနော်ရွှေပါလေးဒီ corporate မျိုးနဲ့မျိုးပပလေကိုအပြင်တောတော်ရေတကုန်ကိုပါတက်မတော်ကထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ ။ online တိုက်ပွဲမှာသူနိုင်ကိုနိုင်အပြိုင်ကျဲနေကြပါမယ်။မြေပြင်မှာတော့တက်ပြက်နေကြတယ်လေ။ဒါအပြင်နော်ချမ်းမန်းစစ်စီရေးပါ။ပလောင်ဒီနဲ့ကျွန်တော်တို့ကမဟာမိတ်တပ်ဖွဲ့ပါ။ချမ်းမန်းစစ်စီရေးနဲ့မန္တလေးကိုသိမ်းပါပါဆိုတဲ့မန္တလေး PD ရဲ့အဖွဲ့အစည်းထိန်းချုပ်ထားတဲ့မြင်းချံအဲကျမတို့ဒီမတရားအဲ့ဒီမှာရှိတဲ့လမ်းပိုင်းဒီကျမတို့လမ်းပိုင်းတွေကိုတမတော်ကထိချုပ်ထားနိုင်တယ်လို့မတရားမှာရှိတဲ့မြင်းချံမြင်းချံမှာဆိုလို့ရှိရင်လေကိုတဲကဟီးရိုးမဟုတ်တဲ့ဇီရိုးပျောက်ကြားတက်ကြီးတို့အဖက် เนาะ0ပျောက်ကြတက်ကြီးလိုဖွဲ့ကိုအာရွှေပါးတွေကနေပြီးခရစ်တော်မှာအိပ်ပျော်အောင်เนาะတချို့ဆိုလို့ရှိရင်မက်ဆယ်လေးတွေငုံအောင်တမပေးနိုင်ပါတယ်လက်ရှိမှာမက်ဒီယာမှာဆိုလို့ရှိရင်လည်းပဲတမတော်ကနေပြီးနေမီဒီယာပိုင်းဆိုရရှိထားပြီးဖြစ်ပါတယ်ဆိုတော့ဒီတောင်းတော်ဆစ်စင်ရင်းနဲ့ပတ်သက်လို့ကဲယူဆော်တော်နီယာဘယ်လိုပြောတယ်လက်ရှိအခြေအနေမှာဘယ်လိုရှိလဲဆိုတာကျွန်မဖွင့်ပြမယ်နောက်တစ်ခုကြတော့စကိုင်းတိုင်းတွေကစကိုင်းတိုင်းတွေကလွတ်မြောက်နေပြီဆိုတဲ့နေရာเนาะ တစ်ချိန်တော့ဒီ PDF အဖွဲ့တွေကအာသူတို့ထိန်းချုပ်ထားတဲ့နေမျိုးကိုလွတ်မြောက်နေပြီဆိုပြီးသူတို့ပြောကြရဲအာသူတို့တွေမျိုးပေါင်း68မျိုးကိုထိန်းချုပ်ထိန်းချုပ်ထားနိုင်ပြီလို့ပြောတယ်ဆိုတော့စကိုင်းတိုင်းနဲ့က NUG PDF ထိန်းချုပ်ထားတဲ့နေမျိုးမှာငလင်တန်တဲ့ပြည်သူတွေအတွက်ကုညီထောက်ပံ့ခွင့်မရလို့ဆိုပြီးတော့လောင်မြိုက်နေကြတာတွေ့ရတယ်အွန်လိုင်းတိုက်ပွဲမှာတူနိုင်ကိုနိုင်အပြိုင်ကျဲနေကြပေမဲ့မြေပြင်မှာတော့တက်ပြက်နေကြတယ်။အာနာနာလည်းပဲပြောရလိမ့်မယ်။အွန်လိုင်းတိုက်ပွဲမှာ Lobby တွေနဲ့ Provoke ခံတာတွေက ောင်ပွဲတွေအလီလီစုခိုးနေပေမဲ့မြေပြင်မှာတက်ပြက်နေတာတကယ်တည်းရှိတရားဖြစ်တယ်။အဲမပူတယောက်ကတော့သူ့ဘက်ကနေပြီးတော့ဒီချိန်ကောင်ခေါ်ပြီးတော့ကြီးလိုက်တာတနိုင်ငံလုံးပတ်ပြီးတော့အောင်ပွဲခံနေပါလေ။အောင်ပွဲမခံလို့မရဘူးလေ။သူ့ဘက်ကိုသွားပြီးတော့ချပြီးပြောရင်အဘကခေါ်ခေါ်တီးတာကိုစော်မဲလုံးကပဲတီးတာလားဘသူကလည်းတီးတာကိုပေါ့တော့စဉ်းစားကြည့်တော့ဗျာ။အဲမတူဘူး။ဟွန်း။အုံနောက်ပါတိုင်းတူတယ်အတွေးခေါ်ရင်မတူဘူး။အဲ့တော့သူခံယူချက်ကိုခံယူချက်ရှိတာ။ ဘုံဘုံတို့အနေနဲ့အပြစ်မပြောလို့ပါဘူးဒါပေမဲ့မြန်မာပြည်သူပြည်သားတွေအားလုံးကိုဘုံဘုံတောင်းဆိုချင်တာတခုရှိပါတယ်မြန်မာပြည်သားမှန်ရင်ဘုံကြီးရဟန်းတန်ခါကိုမဆဲပါနဲ့နံပါတ်1နံပါတ်2မိမိနိုင်ငံရဲ့အကြီးအကဲတွေကိုမဆဲပါနဲ့ ဆဲမခန့်ကြီးမဆဲခန့်အောင်နေဘောဟာဒီလိုပဲဟိုအခြားနိုင်ငံတွေမှာလည်းအဲ့လိုမျိုးပြက်ကြီးတစ်ခုလောက်ပဲကြားဘူးတာအခုကမိမိတို့နေထိုင်နေတဲ့မြန်မာနိုင်ငံကြီးဟာနိုင်ငံပြက်ကြီးလို့ဖြစ်နေပါပြီဒါကြောင့်ဘုံဘုံတောင်းဆိုပါတဲ့ဖယားနဲ့တကွဖယားယတနာတရားယတန်ခါယတနာဆိုတဲ့ယတနာ၃ပါးရှိတဲ့အ내ယတနာ၃ပါးကိုမိမိတို့မစော်ကားကြပါနဲ့မကိုကွယ်လို့ရတယ်မစော်ကားပါနဲ့အဲ့ဒါပြောချင်တယ် နာမနဲ့မိမိနိုင်ငံမှာရှိနေတဲ့နိုင်ငံခေါင်းဆောင်တွေကိုကြိုက်တည်ဖြစ်ဖြစ်မကြိုက်တည်ဖြစ်ဖြစ်မဆဲပါနဲ့ပြိပကသူတွေဆဲလိုက်မယ်ဆဲရင်ဘလောလိုက်ပါနော်ပြိပကသူတွေကဆဲလိုက်မယ်နိုင်ငံခေါင်းဆောင်တွေကိုအခုလက်ရှိတော့အာတခါကြီးမေအွန်လိုင်းတို့ဟလာရှိမယ်ဆဲတဲ့အတန်ကြာရင်ဘလောလိုက်ပါအဲ့ဒါပြိပအာသစ္စာပေါက်တွေပေါ့နော်ပြိပကနေပြီးတော့မှဒေါ်လာစားတွေဒေါ်လာစားတွေကနေပြီးတော့မှဒေါ်လာရအောင် ။များတို့ကျတို့တွေရဲ့နိုင်ငံကိုမပြက်ပြက်အောင်ဒေါ်လာနဲ့ပေးဖြတ်နေတဲ့သူတွေကပေးနေလို့ဘာသာတရားတွေကိုဆဲတယ်။နိုင်ငံကောင်းတောင်းတွေကိုဆဲတယ်။အဲ့တော့အလိုအမြင်မတူရင်လည်းပဲဩငါနဲ့မှငါမှမဟုတ်တာ तू ကအမြင်မတူပါလားဆိုရဟာလေတွေးပြီးတော့မှကြော်သွားလိုက်ဒါမှမဟုတ်လည်းဘလော့ပြစ်လိုက်အဲ့လိုနဲ့ပဲကျွန်တော်မြန်မာနိုင်ငံကြီးကိုကူညီဆောင်ရှောက်ကြပါစို့လို့ မင်းအောင်လိုင်းကိုမဆဲဖို့ဝေယသူတို့ကိုမဆဲဖို့ပြောတော့ပါတယ်ဦးစင်းရဲ့ចောင်းကြီးဘော်ကိုလည်းမင်းအောင်လိုင်းရဲ့ဘုံကြီးကြတဲ့အခါကျရင်ဦးစင်းမင်းအောင်လိုင်းကိုမဆဲဖို့ပဲမျှော်လင့်ပါတယ်ဘလိုင်းမျိုးတွေအားလုံးပဲမွန်းကျက်နေတဲ့လက်ရှိအခြေအနေမှာခဏတာလေးပျော်ရွှင်မှုရရှိစေဖို့အတွက်ကျွန်တော်တို့ရဲ့တော်လိုင်းညီကိုတွေတင်ဆက်ထားတဲ့ဗီဒီယိုတချို့ကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်အားလုံးပဲမကြည့်ရသေးတဲ့မျိုးတွေအတွက်ကျွန်တော်နဲ့အတူကြည့်တော်ရပါတယ် ငါဘဝငါဘဝလာရှုတာဖြစ်ရတယ်ဘသူဖယ်ခေါ်အမှန်တော့မသိဘူးအမှန်ဒီလဲကြောက်อ่ะမင်းအောင်လည်းအချမ်းပတ်စစ်တက်ကိုလဲကြောက်ရနေမြေပြန့်သားလေးလုံးငလင်းကိုမကြောက်ရပါနဲ့ဟုတ်ကောင်းနေပဲချင်းဘုံလာကြမ်းလဲတွေးပူနေရတယ်ရှေ့လူကြီးတွေစကားလို့မိုးနဲ့နှစ်တော့အဆိုးမရမဟုတ်တော့ဘူး ဲ့မအေးလို့အဆိုးမရဖြစ်နေပြီ။အာဘိုးကြီးနဲ့ရောက်လာပြန်ပြီ။ဖေယားဖေယား။ဖေယားမင်းမလောက်နဲ့။ဟမ်ဒီမှာတယောက်လဲ။ဟာတော့ဆံမှာတယောက်လဲ။ကြောင်ကြောင်နောင်နေပြီးမလောက်နဲ့။ဟမ်တတ်တမ်းလိုက်မယ်ဟျော့။ထားထားကူလား။ဟမ်ဒီမှာရောက်နေ။ဟမ်ထားဒါဒီကောင်တိတ်မှုမမှန်ဘူး။ဟုတ်တယ်ဆရာ။တော့ဆံမှာတယောက်တည်းဒီကောင်ပေကြောင်ကြောင်နဲ့ဟျော့။ဒါဆက်တယ်မှာဘိုင်ငုံလား။ဘိုင်ငုံလား။အန်ဆုံးပါဘူး။အဲပါဖြဲရိုက်လိုက်မယ်။ဟမ် ဒီအသက်ရွယ်ကြမှာမင်းကအန်ဆုံးပေါက်တယ်ဆိုတော့ဩဘိုးကြီးရဲ့ခုမှမအန်ဆုံးပေါက်တာကျွန်တော်ဘယ်လိုလုပ်ပြရလဲနောက်တော့ပြောင်းတယ်လို့မလုပ်နဲ့နော်ဘိုးကြီးတို့မိပါတော့ကျွန်တော်လူပါမင်းကလူသားငါတို့ခွေးတွေပေါ့လူများပြောတာပဲအဲ့ဘွဲ့ဆုံးလဲဆိုရင်ဟိုသူများပြောတိုင်းမယုံနဲ့လေကွာဘိုးကြီးမဟုတ်ဘူးလေးစကားဆိုတာမယုံပါဘူးကွာသူများခွေးတိုင်းခွေးရမလားငါတို့လည်းလူပဲလူပဲကွာပြမင်းကလူသားပြောတာကျင်းမင်းတောက်ညမဲတူးနာပဲဖတ်တောက်ကြည့်လိုက်ဆက်လား ဟင်းကွာလူသာပြောတောင်းမဲကူးနော်ဟုတ်ကဲ့ပါဆရာကြီးတို့ရဲ့နောက်ဘဝကျရင်ကျွန်တော်အသားဖြူအောင်လှုပ်ပေးပါမယ်ဟေ့အောင်နောက်ဘဝတွေရှေ့ဘဝတွေလာမပြောနဲ့ဩကိုယ်အသားရင်နဲ့ကိုယ်တော်ဖြူတာမဲတာလာပြီးပြဿနာလာကြမလို့ချင်ဘူးကွာအခုချိန်မှာဒီလာရှိုးမြို့ဘာဘာကြီးမင်းအောင်လိုက်ရဲ့စတန်ဒါအာမီလာပြန်ပြီးအောက်ချုပ်နေတယ်ဆိုတာမင်းသားလေလားဒီသဘောမှားလားဟေ့အောင်ပါလားမင်းဟုတ်ကဲ့ MNDAA ကလည်းငါတို့စောင့်ကြည့်ရဲ့ဘွားကလည်းစောင့်ကြည့် ငါတို့စောင့်ကြည့်တဲ့ဘဝကกินလို့အောင်ဘာလို့ရမလဲမျက်လုံးနှလုံးလိုက်ဘို့ကုံထိုးပေါက်လိုက်ဒီကောင်ကြီးကြည့်မရတော့ဖေးရငါလိုချင်တာအဲ့ဒါမဟုတ်ဘူးဘေးစကားတွေမယုံနဲ့ဆိုတော့အဲ့ဒါငါသိတယ်ငါတို့လိုချင်တာအဲ့ပုံစံမဟုတ်ဘူး ငါတို့လူကျင်တာဒီကောင်တွေကိုအနိုင်ရကျင်တယ်ကွာဟောအနိုင်ရကျင်အကုန်လုံးအလံကြီးထောင်းလိုက်ပေါ့အေးဘောဟာပြောမိပါတော့ရုပ်ကိုကြည့်အလံကြီးငါတို့ဘာကောင်းပါဦးပါမဲကောင်လားလို့ကြည့်ပါဦးဘိုးကြီးတို့ကျွန်တော်စေတနာနဲ့မသေးသေးခြင်းလို့ပါပြောမိပါမပြောရမလို့ပြောငါတို့လိုရတာတခုရှိတယ်ငါတို့ကိုအောက်လန်းစက်ရရှာပြီဟောဘာလို့ဘောတော့အောက်လန်းนี่တုံးလို့ပေါ့အောက်လန်းนี่ငါငါဘိုးကြီးတို့ဟာရရလေငါတို့ အောင်လန်းနေနော်အေးဟာမဟုတ်ဘူးလေငါအတွက်မဟုတ်ဘူးတော့ဘိုးကြီးဟုတ်ပြန်ပြန်ငါတော့တွေ့လေအောင်လန်းကြီးရှာခိုင်းတာလေအောင်လန်းစရာရှာခိုင်းတာအောင်လန်းကြီးမဟုတ်ဘူးအေးလေအောင်လန်းစရာရှာတယ်ဆိုတာလေအောင်လန်းကြီးသုံးလို့လေရှာခိုင်းတာဟုတ်တယ်လေအဲ့ဒါတော့အော်အဲ့လိုစရာစရာတယောက်ရှာခိုင်းအော်မပူနဲ့ဒါမှဟိုဘိုးကြီးတော့ကလေဟိုအောင်လန်းစရာရှာမှာမဟုတ်မမန်းတော့ဖုံးကြီးပြော့တော့တခါလက်ကလည်းငကုံတင်လို့ရပြီဟဲ့အောင် မင်းအော်လဲဆရာရှာပေးမလားမရှာပေးဘူးလားပြောဟေ့မင်းတခုံးမှမပြောနဲ့တော့မင်းပြောလိုက်ငါတို့ဒုက္ခပေးမယ်အကွက်တည်းကြီးပဲဟုတ်ကဲ့ပါဒုက္ခထပ်ထိုးလိုက်လို့နှလုံးလုံးဖြူသွားမယ်ဟုတ်ကဲ့ပါဘိုးကြီးဟိုဟိုရတယ်ကျွန်တော်မှအောက်လန်းနီးဆရာရှိတယ်နော်အောက်လန်းအထက်လန်းအောက်လန်းဆရာအောက်လန်းနီးမဟုတ်ဘူးအဲအောက်လန်းဆရာအထက်လန်းဆရာလမ်းညိုလမ်းညားဆရာလည်းရှိတယ်ကျွန်တော်ရှာပေးမယ်အဲ့တော့ဟိုဟိုဘပ္ပကြီးမင်းအွန်လိုင်းလို့ကံမီရရဲတဲ့အိုက်ပါခြေဖို့ဟုတ်တယ်မလားဟုတ်တယ်ဟုတ်တယ်မင်းတည်သွားပြီလက်ဆရာရှိတယ်မလားဩ ဘာလို့ချေချေသေးမှာပဲဟိုဘူကြီးရတယ်ပေါ့ဟာအတ္တိလုံးမချေရမချေပိုးသိမ်မှာမင်းနားမလဲပဲနဲ့တော့ဒီအောက်ကန်နေကြီးပဲပြောနေတယ်ဟိုအောင်လန်းစီရရှာပြီကွာဟုတ်ကဲ့ဒီလိုလို့ကျွန်တော်မှာအောင်လန်းစီရရှိတယ်အဲ့တော့အောင်လန်းစီရကိုပင့်ဖို့တွက်ကိုဟိုမြန်မြန်လောင်လို့ဟာစကီးလေးပါလေးနဲ့မစီစဲဘူးလို့အဲ့ဒါမင်းကိစ္စမဟုတ်မင်းပူစရာမလိုဘူးငါတို့ဘော်ကြီးစီစဉ်လိုက်မှာကွာအဲ့ဒီတော့မင်းဘာမှပူမနေနဲ့ငါတို့ဘဘကြီးကို စနစ်လှမ်းပေါက်လိုက်ဟယ်လီကော်ပတာဆိုချက်ချင်းရောက်တယ်ငါတို့ဘဘကြီးမင်းအောင်လန်ရအောက်လန်းနီးဆိုရင် အမတမစိတ်အားထက်သန်တက်ကြွနေတဲ့ဘဘကြီး